ီစစ်တပ်ကကောင်တွေကကွာမင်းတရုတ်ကူတရုတ်ကူညီပေးလို့တရုတ်အကူညီနဲ့ကောင်တွေပြန်ရတာပါကွာမင်းသူကသူတိုက်ပြီးရရရအောင်ပါအတကားကောင်တွေကတိုက်လည်းမတိုက်နိုင်တိုက်လည်းယူရတာမဟုတ်ဘူးနဲ့ပြောတယ်အတဖက်ကလည်းကိုကန်ကိုဘယ်တော့မှဖိအားပေးထားလည်းမသိတာကွာကိုကန်တော့ဆိုတရုတ်ကဖိအားပေးတာများတော့ဟိုကိုကန်လည်းတော့ဆိုလက်လျှော့ပေးလိုက်အောင်အဲ့လိုပြောတာရုတ်တရက်ကြီးရောဟုတ်တယ်ဒါပေမဲ့ညာတော့ပြဟုတ်တော့ဆက်စုကိုဖန်ထားရတာထုတ်ပြီးတော့ဆွေးနွေးရမှာကိုပဲသူ့တိတ်ခါကြနေတော့ထင်လို့ထုတ်မဆွေးနွေးတာမျိုးဖြစ်နေပါတယ် ိုင်းချယ်ရမီဝပြည်သူညီကိုမောင်မောင်များအားလုံးပဲမင်္ဂလာပါ Newsbeat Channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါရစေ2025ခုနှစ် April 20ရက်နေ့ကျတို့ Super Sunday ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာတော့ဆုံးချတရတဲ့တော်လန်တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျောင်းနဲ့သူစားဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေကျတို့အရင်ဆုံးအနေနဲ့ခါတိုင်းလိုပဲတရင်တူလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တပုတ်အနေနဲ့ကတော့တနင်္သာရီတိုင်းထဝယ်ခရိုင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ချမ်ပစ်စကောင်စီတပ်ရဲ့တိထဗျူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ချိန်မှာဗျော်မှူးပေါဝင်စစ်သားများပြတ်တည်ဆုံပြီးတော့မှ ။လက်နက်ခဲယမ်းတွေလည်းအများပြားတင်ဆက်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။မြို့အမှုအသေးဖမ်းမိတဲ့ရန်သူဘက်ကကြာဆုံးစုစုပေါင်းအင်အားနဲ့လက်နက်တင်ဆက်ရရှိမှုကတော့စစ်စစ်နေဆက်ဖြစ်တဲ့အတွက်သတင်းထုတ်ပြန်ချက်မရသေးပါဘူး။တိရပြူဟာကိုကန်ယူကန်နယ်လေးတပ်မားလေးရဲ့စီအိုဆောင်မုန်းတဲ့သူကျွန်တော်တို့ Force for Federal FFD တပ်ဖွဲ့နောက်ပြီးတော့မှ PDF ကျွန်တော်တို့ FFD အဖွဲ့ကနေဦးဆောင်ပြီးတော့မှတင်ချပေးနေတဲ့ ဒရုန်းတင်တန်းသားတွေစူပောင်းပြီးတော့မှတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့တပတ်လောက်တိုက်ခိုက်ခဲ့ရတယ်ဗျူဟာမှုကိုအသေးဖမ်းမိတာဖြစ်ပါတယ်စစ်ကောင်စီကနေပြည်တော်လင်းနဲ့ခဲယမ်းတွေများစွာရရှိထားပေမဲ့ကျွန်တော်တို့တရင်ထုတ်ပြန်လို့မရသေးဘူးဗျူဟာစခန်းဖြစ်တဲ့အတွက်အင်အားအသင့်အင့်ရှိပါတယ်ဒီနေ့မှတိုက်ခိုက်တင်ပိုက်နေခဲ့တာဖြစ်ပါတယ်ဆိုပြီးတော့မှ Force for Federal FFD တပ်ဖွဲ့ကဒုတာဝန်ခံကိုအောင်ဝန်ကနေပြည်တော်မှပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့တကယ်တရင်ကောင်းလေးပဲပေါ့နော်ကျွန်တော်တို့တောင်ပိုင်းတိုင်းမှာဆိုတော့စကွန်စီရဲ့ဒီလိုမျိုးပြောစကားတွေကိုတင်ပတ်ရရှိတာတော်တော်လေးများနေတာပြမ မကြာခင်မှာတော့ကျွန်တော်တို့ကနေပြီးတော့ဒေစိတ်တီးရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့ရပြင်းစကိုင်းကလင်ကြီးကြောင့်ပြုပြင်မောင်းချင်းမရှိတဲ့အချင်းထောင်တွေပြိုချပစ္စည်းခဲ့လို့နိုင်ငံရေးအချင်းသား20ဦးအပါအဝင်အချင်းသား30ထက်မှန်းနဲ့တည်ဆုံခဲ့ပြီးတော့မှအချင်းသား180ကျော်ထိခိုက်ဒဏ်ရာခဲ့တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။ဆိုးဆွာဆိုရင်အချင်းထောင်သွင်းကလင်ကြောင့်ထိခိုက်တည်ဆုံးမှုအခြေအနေတွေကိုအခုချိန်ထိရွေချက်ရှိရှိတရင်ဖုံးခွဲထားတဲ့ပြင်ကလင်တန်းခါးစားထားရတဲ့ ိုင်ငံရဲ့ကျင်းသူကျင်းသားတွေကိုထောင်ပြောင်းရွှေ့မဲ့စူပါမားချင်းချောင်းမှုပြင်းပြင်းထန်ထန်ပြုတ်လုနေတယ်လို့ကျွန်တော်သိရတာပေါ့နော်။ကလင်ချောက်ပစ္စည်းရုံးနေတဲ့အချင်းထောင်အဆောက်အုံတွေအတွင်းကိုဝင်ရောက်နေထိုင်ဖို့အတင်းကျစေခိုင်းမှုတွေရှိနေပြီးတော့မှအဲ့ဒီသူတို့စေခိုင်းမှုကိုမနာခံတဲ့နိုင်ငံရဲ့ကျင်းသူကျင်းသားတွေကိုတာယဝတီထောင်ကိုပြောင်းရွှေ့မဲ့စူပါမားချင်းချောက်စီစဉ်နေတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ဒီလိုမျိုးစစ်ကောင်စီရဲ့လက်အောက်ကပေါ့နော်အချင်းထောင်ဦးစီးတွေကနေပြီးတော့မှတော်တော်လေးကို ချင်းပြစ်ချစားနေတာပဲပြမအချင်းသူချင်းသားတွေပေါ်မှာယုံမာနေတာပဲဖြစ်ပါတယ်အဲ့လိုမျိုးကောင်းတွေကိုလည်းကျွန်တော်တို့အနေနဲ့ပေါ့နော်မကြခင်မှာတော့ပြင်းပြနေတာအေးယူတော့မှာဖြစ်ပြမပြည်သူတွေငလင်းပေးတန်တင်းနေတဲ့အချိန်မှာဒီလိုမျိုးစီကမဲ့ဆိုတာနဲ့သူတို့ကိုတေခံခိုင်းနေတဲ့အုပ်စုတွေလည်းရှိနေတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ဆက်ပေးတာပဲဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြံပါကတော့ဘူဂျင်းနီမျိုးစင်အားနဲ့ပြမကျွန်တော်တို့ဒီတော်လိုင်းရင်မှာဒီလိုမျိုးစက်ကောင်စီရဲ့ပေါ့နော်တေယိုရုရှားကိုညီနဲ့ နောက်ဆုံးပေါ်နေပညာတွေတုံးလာလို့ကျွန်တော်တို့ drone တပ်ဖွဲ့ဝင်တွေမှာတော်တော်လေးကိုခက်ခဲဖြစ်နေရတဲ့ဆိုတဲ့အကြောင်းကိုမြို့ပပြည်သူတွေတရားလေးရှင်းပြထားတာဖြစ်ပါတယ်။ဘူဂျီနီမျိုးစင်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်အောင်နော်။ပြည်သူတွေရဲ့သားယင်းနေတဲ့ချာလေးနဲ့ဖွဲ့စည်းထားတဲ့ online ရေးသူရဲ့ကောင်းနေ PDF အပါဝင် ERO တက်ဆိုင်ရာဒေတာကကမ္ဘာကြီးတပ်ဖွဲ့သူရဲ့ကောင်းနေဟာအသက်ဘဝခန္ဓာအားလုံးကိုရင်းပြီးတော့ရင်းရင်းချင်းချင်းခုခံတိုက်ခိုက်နိုင်စွမ်းရှိတတ်တော့လည်းပဲဤပညာနဲ့ရှင်လာခဲ့ရင်တော့ကျွန်တော်တို့မှအများကြီးကြိုးစားဖို့လိုပါသေးတယ်။ တို့တပြင်းတော့လေးချောင်းစုမှုမှုနဲ့လေးချောင်းခုခံကာကွယ် air defense system တွေကျွန်တော်တို့တော်လိုင်းဘက်ကအများကြီးအပြင့်တင်ဖို့လိုပါသေးတယ်ကျွန်တော်တို့မှာလေးပြက်လက်နဲ့အလုံးလောက်မရှိသေးဘူးဒါကြောင့်လည်းပဲနေ့စဉ်ဒီပါအခုငလင်းလှုပ်ပြီးတဲ့နောက်ဘလောက်ပဲအဖြစ်ကရက်ဆဲတဲ့ကြီးညာထားတဲ့စုစည်းကမှုအာဆီယံကိုနလက်ပလက်လှုပ်ပြီးတော့အဖြစ်ကရက်ဆဲတဲ့စုလိန်လယ်လှည့်ဖြားစည်းကမှုဒီပြင်နေရာအနှံ့မှာကျွန်တော်တို့တော်လိုင်းဒေတာအေရီယာတွေနှံ့မှာဖျားပြင်းတဲ့ဘုံတွေနဲ့ဖက်စစ်ကောင်စီဟာတော့ဆော့ဆုံတို့ကြဲချအိုက်ခတ်နေစေဖြစ်ပါတယ် ထပ်မံပြီးတော့ drone ပါဝင်ဒီဘုံအနေနဲ့ကျင်းရှာမှုကိုလည်းပုံမှန်စူးစမ်းဆောင်ရွက်လာပါတယ်အဲ့တော့ကျွန်တော်တို့ online ဘက်ကလည်းပဲ drone ဤပညာကိုအသုံးပြုရဲဆိုပေမဲ့လက်ရှိစစ်ကောင်စီဘက်ကိုပံ့ပိုးရောက်ရှိလာတဲ့တရုတ်ဒီရုရှားဤပညာမြင့်ဘက်ကပံ့ပိုးလာတဲ့ jammer system အနေနဲ့ပုံမှန်တိုးမြင့်လာတဲ့သူတို့ရဲ့စောင့်ရည်တွေကြောင့်တော်လိုင်းတစ်ခွက်က drone တွေတိကျညံ့နေတယ်ဆိုတော့ကျွန်တော်အခုရက်ပိုင်းမှာခက်စစ်တွေကြားရပါတယ်။အဲဒီမှာသူတို့ရဲ့အသုံးပြုတဲ့ဒီပညာကြောင့်ဒီ GPS signal ကို spoof လုပ်တဲ့လှည့်စားတဲ့ သူတို့ရဲ့အချက်ပြထုတ်လွှင့်မှားယွင်းတဲ့အချက်ပြတွေထုတ်လွှင့်ပြီးတော့ဒီဂျုံတွေကိုလှည့်စားတဲ့ဤပညာကြောင့်အခုငလင်ကယ်ဆယ်ရေးရောက်ရှိလာတဲ့အိန္ဒိယလေတပ်ကကယ်ဆယ်ကူညီတဘာတွေထုတ်ပြန်လာဖတ်ဖတ်မိရပါလိမ့်မယ်။သူက GPS signal တွေကိုမှားယွင်းပြီးထုတ်လွှင့်စီလာဖြစ်တယ်။အဲ့တော့လေရင်ဆင်းသက်လာမဲ့လေရင်တွေရရှိတဲ့ GPS signal တွေမှားယွင်းတဲ့အကြောင်းကွင်းစင်မှားအောင်လေကြောင်းအရာခက်ခဲဖြစ်အောင်စစ်ကောင်စီဟာလေရင်ကွင်းတွေအရေးကြီးတဲ့လေရင်ကွင်းတွေမှာဒီစနစ်တွေကိုတတ်ဆင်ထားတာတွေ့ရပါလိမ့်မယ်။တွေ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒရိုင်းတပ်ဖွဲ့တွေကတအားတိုက်ခိုက်တဲ့ ီ drone တွေကိုသူတို့ရဲ့ jamming system တွေက jammer system တွေက GPS အမှားတွေလွှင့်ထုတ်ပြီးတော့ဒီ drone ကိုပဲကျွန်တော်တို့ရှိတာတောင်ရောက်တက်ခဲ့တဲ့ drone ကိုပဲသူတို့ရှိဘူးပဲစဉ်းသနိုင်အောင်ထိနီးပညာနဲ့ coordinate ခိုင်းရေးဆွဲသွင်းပြီးတော့ဒီ drone ကိုအကောင်းကင် drone ကိုသူတို့ရှိကိုစဉ်းသက်အောင်လို့ထိသူတို့ဟာနီးပညာရဖွံ့ဖြိုးလာခဲ့တာတွေ့ရပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီတော်လိုင်းနေပယ်မှာပေါဝင်တိုက်ခိုက်နေတဲ့တော်လိုင်းတွေရဲ့ကောင်းတွေဟာလည်းပဲဂျန်စီလီယာလည်းပဲနီးပညာညံ့တဲ့သူတွေမဟုတ်ပါဘူး ဒီမှာဘူဂျီနီမျိုးစဉ်ပြောထားသလိုပဲစစ်ကောင်စီကနေပြီးတော့မှဟုတ်ဆိုရင်ရုရှားတရုတ်ကုညီနဲ့နောက်ဆုံးမနေ့မညတွေတုံးပြီးတော့မှ drone ကာကွယ်ရေးဒီလိုမျိုးပေါ့နော်နေ့ပညာတွေအစီမြင့်လာတော့ကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တော်လိုင်းရေးပြီးတော့တာရရနေပြီးတော့မှစစ်ကောင်စီရဲ့အစီအမင်းပညာတွေတုံးလာမှုပုံမှာတော်တော်လေးကိုရုန်းကန်နေရတာဖြစ်ပြီးတော့မှအဲ့ဒီတွေ့ကြုံလို့လဲကျွန်တော်ဘက်ကနေပြီးတော့မှဒီ drone နဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဒီတခြားနည်းပညာတွေကိုလွှတ်နေတယ်ဆိုတဲ့အကြောင်းလဲထပ်သွင်းပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်စစ်ကောင်စီနေနဲ့ကတော့ တူရရှာရကူညီကိုပေါ်ပေါ်ထင်းထင်းရောက်နေတာပြီးတော့မှချလိုဘကနေပြီးတော့မှခုဆိုရင်ဂျင်စီလူငယ်တွေကနေပြီးတော့မှသူတို့ရဲ့အနေနဲ့သူတို့ပညာတွေပေါ့နော်ရင်းနှီးမြှုပ်နှံပြီးတော့မှခုဆိုရင်စစ်ကောင်စီကိုတံပြန်တက်ခိုက်ဖို့လှုံ့ဆော်လာတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့မြောက်လိုင်းကနေပြီးတော့ဘာကြောင့်အမေစုကိုမလို့ပေးရတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ကျွန်တော်ဦးသိမ်းမြနဲ့တုံးသက်ပြောဆိုထားတဲ့ဟာလေကျွန်တော်တစ်ချက်တော့နားထောင်ကြည့်လိုက်ရအောင်နော်ဒေါ်ဆန်းစုကြည်နဲ့ဆွေးနွေးပါဆွေးနွေးပါလို့နိုင်ငံတကာကဝိုင်းပြီးတော့တိုက်တွန်းနေကြတာ နိုင်ငံတိုင်းလိုလိုနိုင်ငံတကာအဖွဲ့အစည်းတိုင်းလိုလိုပါပဲအဲ့လိုအချိန်မျိုးမှာဗိုလ်ချုပ်တန်းရွှေလုပ်တယ်လို့မျိုးဆွေးနွေးတယ်လို့လို့ဘာလို့လို့ဟန်ဆောင်ပန်ဆောင်မျိုးတောင်မှသူလုံမပြပါဘူးဘာမှမဆွေးနွေးပဲဓာတ်ပုံရိုက်ပြီးတော့ line model တင်လိုက်ရင်တောင်မှနိုင်ငံတကာကစိတ်ဝင်စားနိုင်ပါတယ်အဲ့ဒါတွေကဗိုလ်တန်းရွှေရဲ့လှည့်စားနေတွေပါအဲ့ဒါမျိုးကိုဗိုလ်ချုပ်မင်းအောင်လိုက်ဘာလို့မလုပ်တယ်လဲပထမအချက်ကတော့သူ့မှာအမုံအာဃာတနဲ့မန်မာနတိတ်ကြီးလွန်းတော့မတက်တာတဲ့အဆုံးမှာဒေါအောင်ဆန်းစုကြည်ကို ထုတ်ပြီးတော့ဖိတ်ခေါ်ပြီးတော့ဆွေးနွေးလိုက်ရပါတယ်ဆိုတာမျိုးကိုတောင်းမှသူကအဖြစ်မခံနိုင်လို့ပါဒေါအောင်ဆန်းစုကြည်ကိုဖန်ထားရကထုတ်ပြီးတော့ဆွေးနွေးရမှာကိုပဲသူ့သိခါကြနေတော့ထင်လို့ထုတ်မဆွေးနွေးတာမျိုးဖြစ်နိုင်ပါတယ်မုံလုံးလို့မျက်နှာတောင်မကြည့်ချင်ဘူးဟန်ဆောင်ပန်ဆောင်တောင်မှမဆွေးနွေးနိုင်တာမျိုးဖြစ်နိုင်ပါတယ်တခြားနိုင်ငံရေးသမားဆိုရင်အဲ့ဒါတော့မသေးသိမ့်ပါဘူးကွာလို့ပြောကြမှာဖြစ်ပေမဲ့ဘိုးချုပ်မင်းအောင်လှိုင်ကိုအဲ့ဒါလို့ပြောလို့မရပါဘူးသူ့ပုံကိုရေခန်းစားချက်ကိုရှေ့လန်းတင်မှုကတိတ်ကြည့်ပါတယ်ဒုတိယဖြစ်နိုင်တဲ့အချက်ကတော့ဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်က ဘုံကျုံတန်းရွှေအတုံးချတယ်လို့မျိုးတပ်ပုံရိုက်လိုင်းမော်တင်လူတွေကိုလှည့်စားဆိုတဲ့အကွက်မျိုးကိုအလုံးမခံနိုင်တော့လို့လုံမရတာဖြစ်နိုင်ပါတယ်တတရဖြစ်နိုင်တဲ့အချက်ကတော့ဒေါအောင်ဆန်းစုကြည်စီကသူတို့လိုချင်တဲ့အဖြစ်မရလို့ထုတ်မဆွနေရတာလည်းဖြစ်နိုင်ပါတယ်လက်နက်ကိုင်တော်လိုင်းရေလုံနေတာတွေကိုရက်ပေးကြဖို့ဒေါအောင်ဆန်းစုကြည်ရဲ့ပါဇက်ကထုတ်ပြောတားမြစ်တာမျိုးကိုစစ်အောင်စီစစ်ကောင်စီဘက်ကတောင်းဆိုနိုင်ပါတယ်အဲ့ဒါလိုတောင်းဆိုချက်မျိုးကိုဒေါအောင်ဆန်းစုကြည်ကပြောမပေးလို့နှိမ့်နိုင်လို့မရလို့လူသိရှင်ကြားထုတ်မဆွနေတာမျိုးလည်းဖြစ်နိုင်ပါတယ် အခုကုလသမဂ္ဂကဒေါန်ဆန်းစုကြည်ကိုလွှတ်ပေးဖို့တောင်းဆိုတယ်။တရုတ်ကလည်းလွှတ်စေချင်တယ်။အမေရိကန်ကလည်းလွှတ်စေချင်တယ်။အာဆီယံကလည်းလွှတ်ပေးစေချင်တယ်။ဒါပေမဲ့ဗိုလ်ချုပ်မင်းအောင်နိုင်ကလွှတ်မပေးနိုင်တာ။ဘာကြောင့်လဲဆိုတာကိုဆက်ဆွနေပါမယ်။ပထမအချက်ကတော့ဒေါန်ဆန်းစုကြည်ကိုလွှတ်ပေးလိုက်ရင်လက်နက်ကိုင်အဖွဲ့အများစုဟာဒေါန်ဆန်းစုကြည်ရဲ့အောက်မှာတစည်းတစ်လုံးနဲ့ဖြစ်သွားမှာပုံပြီးတော့စီးလုံးညီညွတ်သွားမှာကိုကြောက်တာမျိုးဖြစ်နိုင်ပါတယ်။ဒုတိယအချက်ကတော့ဒေါန်ဆန်းစုကြည်ကိုလွှတ်ပေးမယ်ဆိုရင်ရွေးကောက်ပွဲဝင်ခွင့်ပေးရတော့မယ်။ တောင်ဆန်းစုကြည်ကဝင်မလားမဝင်ဘူးလားဆိုတော့သူတို့မသိနိုင်သေးပါဘူးဒါပေမဲ့တကယ်လို့ဝင်ပါမယ်ဆိုရင်ဘယ်လိုလုပ်မလဲဝင်ခွင့်မပေးဘူးဆိုရင်သူတို့မတရားတာကြီးကလေပြင်းမှာစင်သွားတယ်လို့ထင်ရှားတော့မယ်နိုင်တဲ့ကောင်တွေဘေးဖယ်ရှုံးတဲ့ကောင်တွေငါတို့ပြိုင်မယ်ဆိုရင်သူတို့ရဲ့လုတ်ရက်ကြီးဟာထင်ရှားတယ်ထင်ရှားသွားတော့မယ်အဲ့တော့ရွေးကောက်ပွဲဝင်ပြိုင်မှာကိုလက်ခံရမှာကြောက်လို့လွတ်မပေးတာဆိုတာအလွန်ဖြစ်နိုင်ခြေရှိပါတယ်တတိယအချက်အနေနဲ့ဖြစ်နိုင်တာကတော့မုံလို့ကိုလွတ်မပေးတာဖြစ်နိုင်ပါတယ် ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာဒေါအောင်ဆန်းစုကြည်ကိုတည်တဲ့အထိထောင်ထဲမှာထားမယ်ဆိုတော့အကြံစီမျိုးအထိစိတ်ပိုက်ဖက်ထားတာမျိုးဖြစ်နေပါတယ်ဒီမှာဟိုတိမြတ်ပြောသလိုပဲမင်းအောင်လှိုင်ကတော့တော်တော်လေးဟောပါနော်အမောအာဃာတများတယ်လို့ဆိုတာကျွန်တော်အားလုံးလက်တီထားတာဖြစ်ပြမသူရဲ့အမောတွေကနေသစင်ပီတိုရီယိုနဲ့စင်နမဘုန်းကြီးတက်ဟမှုတွေလည်းလွတ်ဆောင်နေတာပဲဖြစ်ပါတယ်။ဒီလိုမျိုးစစ်ကောင်စီနဲ့သူတို့ပေါင်းပါတဲ့စုရဲ့ရုပ်မှမှုတွေကြောင့်ကျွန်တော်တို့အမေဆိုရဆိုရင်လည်းအခုချိန်ထိ မလို့မြောက်တိဘက်နဲ့မြောက်လိုင်းအားနေပြီးတော့မှနိုင်ငံရေးလက်ခွပ်တွေမှာတုံးချဖို့စီစဉ်ကြိုးပမ်းနေတယ်ဆိုတာအားလုံးလက်သိထားတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူကောင်းဆောင်ဖြစ်ရပါတော့เนาะဒေါ်ဆဆုကြည်ကိုယ်တိုင်အားနေပြီးတော့မှစစ်ကောင်းဆောင်ဆစရဲ့ဒီလိုမျိုးကောက်ချေရုံမှာမတွေကိုမခံနိုင်တော့လို့အခုဆိုရင်သူကနေပြီးတော့မှကျွန်တော်တို့တော်လိုင်းရဲ့မှာဒီတော်လိုင်းတဖို့ဝင်ကိုဘာမှတော့မပြောဘဲနဲ့အခုချိန်ထိရေလုံးလုံးပိတ်နေတာပဲဖြစ်ပါတယ်တကယ်တမ်းကျတော့မြောက်လိုင်းကမေဆုပါဝင်ကြတဲ့ကျွန်တော်တို့ပြည်သူကောင်းဆောင်တွေကိုတော်တော်လေးကိုရွှန်ရှာမုန်းတီးနေတာပြီးတော့မှအဲ့လိုမျိုးသူရဲ့စေထားကြောင်ပဲဟုတ်ဆိုရင်စခွေးတတရာတော့ ပြန်ပြီးတော့မှခန်းစားနေရတယ်ဆိုတာကျွန်တော်အထင်သာရှိတွေ့နေရတာဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကျော်မင်းမြတ်ရနေပြီးတော့မှစစ်ကောင်စီအနေနဲ့တရုတ်အားကိုလို့အခုဆိုရင်လာရှုမျိုးပြရပြီးဆိုပြီးတော့မှဝင်ခံပြောကြားထားတဲ့ဟာလေကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။ဒီစစ်တပ်ကကောင်းနေရကွာမင်းတရုတ်ကူတရုတ်ကူညီပေးလို့တရုတ်အကူညီနဲ့ကျွန်တော်ပြန်ရတာပါကွာမင်းသူကဆိုတိုက်ပြီးရရရတာမဟုတ်ဘူး။အလကားကောင်တွေကတိုက်လည်းမတိုက်နိုင်တိုက်လည်းယူရတာမဟုတ်ဘူးနဲ့ပြောတယ်။အဲတစ်ဖက်ကလည်းကိုကန်ကဘယ်တော့မှဖိအားပေးထားလည်းမသိတာကွာကိုကန်နောက်ဆုံးတရုတ်ကဖိအားပေးတာများတော့ဟိုကိုကန်လည်းနောက်ဆုံးလက်လျှော့ပေးလိုက်ရပါတယ်ဒါမျိုးပြောကြတယ် ရုပ်တဲ့ကြီးရင်တော့ဟုတ်တယ်လို့ပဲဒါပေမဲ့ရန်တော့ပြဟုတ်ကနေဟုတ်တာပဲလေဒါပေမဲ့စဉ်းစားစရာအကောင်းဆုံးအချက်ကတော့တရုတ်ကိုယ်တိုင်လာပြီးတော့ဟဲ့အောင်မင်းကဒီမှာပြန်ချမင်းတို့ကောင်တွေကဘေးဖက်မင်းတို့ကဘယ်လိုလုပ်ဆိုအမေတရုတ်ကလာပြီးတော့ live show မှာသူ့စိတ်ကြိုက်လာပြီးတော့စီမံခံခွဲပြီးတော့အကြည့်အောင်ပမာဏနေငွေကောင်းပမာဏနေဆိုစီမံခံခွဲတာကြီးကကြတော့ရင်းနေတော့မကောင်းဘူးရင်းနေတော့မကောင်းဘူးကုညီတာလို့တဖက်ကပြောရင်ရတာပေါ့အာတရုတ်ကကုညီတာပဲခြေဆုတင်ရမှာပေါ့လို့ဟိုကြောက်ကျင့်ဆိုတဲ့အမျိုးသမီးတော်စောကြီးပြောသလိုမျိုးကျွန်တော်တို့ကခြေဆုတင်လက်ဟုတ်ကြည့်ပြီးတော့ခြေဆုတင်ခြေဆုတင်မှာဥတော်ခိုက်ရမှာလား ဲ့လိုကြတော့လေခင်ဗျားစဉ်းစားကြည့်ဗျာကုညီတာနဲ့မတူပါဘူးကုညီတာနဲ့ကုညီတာလို့ကျွန်တော်တို့ကျွန်တော်တို့မခံစားမိဘူးဒါကုညီတာလို့မခံစားမိဘူးဒါကဘိုက်ရိုက်ကြီးကိုပေါ်တင်းကြီးကိုကျွန်တော်တို့နိုင်ငံရဲ့အုပ်ချုပ်ရေးရန်တရားကိုလာပြီးတော့နေရာချနေတာမင်းကပမာဏကြီးအကြီးအောင်ပမာဏကြီးအငယ်အောင်ပမာဏကြီးအလက်အောင်ပမာဘာလို့စသဖြင့်နေရာချနေရဆိုတော့ကသူနဲ့အဲ့ဒီဖွဲ့စည်းတဲ့အကုန်လုံးနဲ့ဘလောက်တောင်ပတ်သက်ထားလဲဆိုတဲ့မိကုန်းပဲကျွန်တော်တရုတ်ပြည်ကယူနန်ပြည်နယ်ကဒေသတစ်ခုကသဘုံထားလို့ရှိရင်နော်ဟိုသဘုံထားဘူးတယ်နော်သဘုံထားဘူးတယ်ယူနန်ပြည်နယ်ကသဘုံထားဘူးတယ်အဲသဘုံထားဘူးတော့အဲ့လိုမျိုးကျွန်တော်မြန်မာလက်ခံပြီးတော့ဒါ တို့နေရာပြန်သွားပြီးနေနေချပြီးတိူလက်ခံပါလားဆိုလို့မေးပါ။အဲ့ကျွန်တော်ကကူညီတယ်လို့ပြောရင်တော့ကျေးဇူးတော်တင်ခံမခံနိုင်ဘူး။ဘာလို့ကျေးဇူးတင်နေရအကြောင်းမရှိဘူး။ဘာလို့ तू စခဲ့တဲ့မိ तू မွေးခဲ့တဲ့မိကို तू ပဲငင်းပေးရမှာ။လေရတော့ကြီးတယ်နော်။မွေးခဲ့တဲ့မိမလို့ तू ငင်းပေးတာကိုကျေးဇူးတင်နေအကြောင်းမရှိဘူး။ဂျုံတခဲလုံးယူသွားခဲ့တာကိုခုမှပေါင်ပေါင်းလေးတစ်ချက်လာပြီးတော့ကျွန်တော်ကလက်ဥချီရအောင်တော့ကျွန်တော်တို့အဲ့လိုမအားဘူးပြ။တမိုင်းတမိုင်းကိုအဲ့လိုကျွန်တော်တို့မချီမညက်ရှိနေရမှာကိုချီချင်းချင်းကျွန်တော်နားလည်ထားတယ်။နော်အဲ့တော့ပြောရရင်တော့ တရုတ်တွေပြန်လုပ်ပေးရတယ်မှန်ပါတယ်သူတို့လုပ်ကိုလုပ်ပေးမယ်တရုတ်ကိုယ်တိုင်လည်းတရုတ်လုပ်ငန်းရှင်တွေတရုတ်ဟိုအဖွဲ့စည်းကိုယ်တိုင်ဟိုလာချိုးပြောင်းဝင်နေကြပြီဝင်လာနေပြီသူတို့ရမယ့်မြေတွေရှိလို့သူတို့ရမယ့်ကျွေးတွေရှိလို့ပြောင်းဝင်နေလို့ကြားတယ်ဆိုတော့အုတ်ချိုရန်တရားကတော့နာဆာကအုတ်ချိုရန်တရားဒါပေမဲ့အဲ့ဒီအုတ်ချိုရန်တရားကြီးလေပတ်ဖို့အတွက်တရုတ်ကရန်နုပြည်နေပါလားအကူအညီပေးနေရတယ်ကဲကျော်မင်းမရတော့ပါနော်ဒီလိုမျိုးပြောနေမျိုးဆော်ရီပြောထားတာပြပြမတရုတ်ကျေးဇူးကျောင်းသားသူတို့နိုင်တဲ့လာချိုးကိုပြန်လဲရယူနိုင်တယ်ဆိုတဲ့အကြောင်းကိုတဖက်လဲနဲ့ဝန်ခံပြောဆိုသွားတာဖြစ်တယ်အခုဆိုရင်လဲကျွန်တော်တို့ MNDO တေဘကနေပြပြမစစ်ကောင်စီကနေပြပြမတောင်းဆိုလို့လို့ကို ဖျားပေးမှုတွေလုံးဆောင်ပြတဲ့နောက်ပိုင်းမှာလာရှုမြောက်နဲ့တဖြည်းဖြည်းဆုတ်ခွာသွားတာပြီးမှစစ်ကောင်စီအနေနဲ့ကတော့ဟိုဆိုင်အုပ်ချုပ်ရဲ့ဖွဲ့ဝင်တွေစတင်ပြီးမှဝင်ရောက်နေတာပဲဖြစ်ပါတယ်။လာရှုမြောက်နဲ့ပတ်သက်ပြီးမှဘယ်လိုမျိုးအခြေအနေတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ပြန်ပြီးမှဆောင်ကြမှာပါเนาะ။ဘာပဲဖြစ်ဖြစ်ဒီဘောမှ lobby တိုက်ကနေပြီးမှအခုဆိုရင်တရုတ်ရဲ့ကျေးဇူးမှကင်းလာမှာပဲ။သူတို့အနေနဲ့တရုတ်ပေါ်မှာလုံအောင်ကျေးဇူးမတင်နိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့အားချောင်းပေါ်ပန်းလေးဆက်တွေပြောဆိုနေကြတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ ဒီအချမ်းဖက်ပေါ့နော်အရေးချုံပေါ့ကတော့ကနေပြီးတော့မှရခိုင်လူမျိုးစိုင်းမင်းသမီးစုလိုက်နိုင်ကိုဘယ်လိုမျိုးအားချောင်စင်ကိုပြောဆိုထားလဲဆိုတာကျွန်တော်စစ်ပီမာကြည့်လိုက်ရအောင်နော်ဦးစင်းလို့ပြောကြင်တာကအလူပညာဓမ္မကအလူပညာအလုပ်လုပ်နေတော့ဘယ်သူကမှဆွဆီမှလည်းမဟုတ်ဘယ်သူကမှလည်းစစ်ဆေးမှမဟုတ်ဘယ်သူကမှလည်းဖန်ဆီးမှမဟုတ်အခေါ်တော့ဖန်ဆီးတဲ့အနေထားတော့ဟုတ်တယ်လို့မကြောက်ဘူးစစ်ဆေးတဲ့အနေထားပေါ့နော်စစ်ဆေးတဲ့အနေထားအဲ့တော့ဦးမင်းတို့ပြောကြင်တာရပြောကြင်တာကစူရနိုင်ဒီအခွေတိုင်းနဲ့သွားတယ်အခွေတိုင်းကတော့သူတယောက်တည်း PD ရဲ့အိမ်မှာပြန်ရစ်တယ်မနေ့ရောက်မှကားနဲ့ပြန်လာတယ်တဲ့နော် ညာမဲ့ရောက်တော့လဲ PDF ဆိုင်ကယ်ကိုဆုလက်နိုင်ဆုလက်နိုင်ရဲ့မောင်းတဲ့ဆိုင်တဲကတီးတဲ့လူတယောက်ကမောင်းခဲ့တယ်တဲ့ကားကိုတော့တဲ့ PDF ကောင်းဆောင်ကိုတိုင်းတဲ့မောင်းတယ်တဲ့စိတ်ကန်းထိလိုက်ပို့တယ်ပေါ့နော်စိတ်ကန်းထိလိုက်ပို့တယ်တဲ့ညာဘက်မှာလဲဒိုနီတူသားပဲညာညာဘက်မှာတော့ကတီးလုံးကလဲတဲ့ဆုလက်နိုင်ဒီဟိုဒေါင်းလေးဆိတ်ဆိုတဲ့ဆိုင်တဲ့ဟာလာရတဲ့အဖမ်းခံရမယ်လို့တော့မှလဲဆုလက်နိုင်ကဒေါင်းလေးကိုပဲ PDF တည်းဖမ်းမပေါ့အဖမ်းတော့လောတော့လဲဆုလက်နိုင်ကနေစပြီးမှပြောပေးလိုက်ရတယ်တဲ့ ဒါနေ့ကိုငါကယ်လိုက်တာပေါ့နေ့ကိုငါကယ်လို့ကန်ဆောင်သွားလို့ဆိုရဲတဘောပေါ့ဗျာနော်အဲ့တော့ဦးဇင်းတို့ပြောချင်တာကဆိုင်ဒီကပုံမှန် PDF တော့လဲသွားလို့ PDF တင်တဲ့စကားပြောတော့လက်ခံတယ်ဒါနဲ့အတိုင်းထက်ဒီလို PDF ကောင်းဆောင်နဲ့သူတို့ငကိုကဒီမန္တလေးမှာဒီမိမိထွန်းဆိုလဲမန္တလေးမှာငကိုကဟိုကပေါ့ဗျာနော်ဒီဒီခုမှ PDF ကောင်းဆောင်ဖြစ်နေတယ်ပေါ့ဒီဘာပြောလို့ဘိုးကြီးအစင်ပေါ့နော်ဘိုးကြီးအစင်ပေါ့အဲ့တော့သုလနိုင်ကတော့ပြန်လာပြောတယ်အိမ်မာသေးတော့ဒါဦးဇင်းတို့ပြောချင်တာကသုလနိုင်ဒီတော်တော်များများအကြီးကဲတော်တော်များများနဲ့လည်းရင်းနှီးရတိကြတယ် ဒီတော်တော်များများရင်းနှီးရပြည့်လို့ကြောက်ဘူးအဲအတိုင်းပြီးဘာမျိုးပြောစိတ်ကူပါတယ်ပေါ့ဗျာလို့ဆုလက်ဆုလက်နိုင်လေးကမပြောဘူးလို့ပြောလို့တော့မရဘူးဆုလက်နိုင်ဒီဟာဒီမှာကျွန်တော်တို့ဘယ်နေရာမှာဘယ်လိုရှိတဲ့ဘယ်နေရာမှာလွဲ့ဘယ်နေရာမှာငါချက်ရှိတဲ့ဘယ်နေရာမှာဘယ်လိုဘယ်လိုဘယ်လိုရှိတော့သူမပြောဘူးလို့ဘယ်သူမှအမှတ်ခံလို့မရဘူးအဲ့တော့မဖြစ်မနေခေါ်ယူစစ်ဆေးရမှာတော့အမှန်လဲအမှန်ပဲเนาะအဲ့တော့ဦးသိန်းတို့ပြောချင်တာကအမှုပညာဓမ္မတွေကအမှုပညာလုံးလုံးရတော့ဘယ်သူမှစစ်ဆေးမှာမဟုတ်ဘယ်သူမှခေါ်မှာမဟုတ်ဘယ်သူမှဖမ်းဆီးမှာမဟုတ်အမှုပညာပြောတာပဲเนาะမပေါ့ လူပညာလုံးမလုံးဖဲနေဗျာဟိုလူစီယုံဒီလူစီယုံဟိုဟာသူအကြံဖဲနဲ့ဆက်တွေ့ဗျာနဲ့ဆက်တွေ့ဘာပြောပြောအကြံဖဲနဲ့ဆက်တွေ့တယ်အကြံဖဲနဲ့ပလာဂျိုတယ်အကြံဖဲအိမ်မှာအိတ်တယ်အကြံဖဲအိမ်မှာစားတယ်ပြီးမဆိုင်ကြီးကကြောင့်မှလာတိရဲ့အဲ့ဒီကလေးကိုအကြံဖဲဦးလေး90နှစ်ကနေညီပြီးလားသူ့နိုင်ပြီညီပြီးလားအဲ့တော့80ဘာဖြစ်မလဲဘာလုပ်မလဲဆိုတော့ဦးစင်းတော့စောင့်ကြည့်ရဖို့ပဲရှိတယ်နော်စောင့်ကြည့်ဖို့ပဲရှိတယ်ဟောပေါ့ပြောတဲ့ပုံစံရတော့ခုဆိုရင်ဆိုင်မင်းသမီးဆူလက်နိုင်ရာဆိုရင်တော့တို့ ် PDF တွေနဲ့စစ်သွဲရှိတဲ့ supremacy council နဲ့ပြီးတော့မှ passive စစ်ဆေးနေတာပဲဖြစ်ပါတယ်။ငါပေါ့ပြောသလိုဆိုရင်တော့ကျွန်တို့ပြည်သူတွေကနေပြီးတော့မှ PDF တွေနဲ့စစ်သွဲမယ်ဆိုရင်အပြည့်ရောက်တဲ့ supremacy ပြောဆိုနေပြီးမဲ့သူတို့ဘက်ကနေပြီးတော့မှတေချာလေးရှင်းပြထားတာကိုကျွန်တို့မတွေ့ရတာဖြစ်ပါတယ်။ဘာပဲပြောပြောစစ်ကောင်စီနေနဲ့ကတော့ပြည်သူတွေ PDF တွေနဲ့စစ်သွဲခြင်းမရှိရင်တောင်မှအကြောင်းပဲ passive တက်ဖြတ်တာတွေလုံးဆောင်နေတာပြီးတော့မှဒီကောင်တွေရဲ့လိုရရပုံမှာလဲကျွန်တော်မြို့ပပြည်သူတွေဘက်ကနေပြည်တော်မှာတရှိထားတာမလို့စစ်ကောင်စီကိုတော်လိုက်တဖို့ဝင်နေတဲ့သူပြည်သူအားလုံးဝင်ဝင်ပြည်တော်မှာအခုချိန်ထိ တက်ခိုင်းနေတာပဲဖြစ်ပါတယ်။ညီငယ်ပေါ့ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြိရှိနေကြတဲ့မြို့ဝပြည်သူတွေဘက်ကနေမြို့တော်မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်တို့ဒီကနေ့အားလုံးတောင်းဆိုပါတယ်။ဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုသဘောတင်တဲ့အဘသားတကောင်ကနေပြီးတော့မှနောက်ဆုံးပေါ်နေပညာတွေနဲ့ဒေါ်လိုင်းတက်ဖို့တွေကိုခြေမုံတိုးတင်သွားမယ်ဆိုပြီးတော့မှအားချောင်းပေါ်ပန်းလေးဆက်ပြောထားတဲ့ဟာလေးကျွန်တော်တစ်ချက်လုံးနားထောင်ကြည့်လိုက်ရအောင်နော်။ Golden's Eye လို့ခေါ်တယ်ဗော။ Golden Eye ရွှေမျက်လုံးရောပါဘူး။ ဒီရွှေမြေလုံးချောင်းကိုသိကျင်လို့ရှိလို့ရှိရင်လောလွန်ခဲ့တဲ့ပီတာဘရွန်နဲ့ဂျိမ်းစ်မော့ကာရဲ့ Golden Eyes ဆိုတဲ့ကားကိုမင်းတို့သွားကြည့်လိုက်အဲ့ဒီနီးပညာကိုရုရှားရှီကနေပြီးတော့ခိုးပြီးတော့ဂျပန်သမားတွေကနေပြီးတော့မအော်လို့ MI6 ဂျိမ်းစ်မော့နေလိုက်တဲ့ကားနော်အဲ့ဒီနီးပညာမြည်သည့်ရဲ့ဒေတာမြည်သည့်နေရာမှာပဲဖြစ်ဖြစ်နော်ဒီ Golden Eye နဲ့ကြည့်လို့ရကမ္ဘာမြေကမြည်သည့်နေရာမဆိုကြည်လင်နေတဲ့ဇုံကိုဆွဲပြီးကြည့်လို့ရတယ်နော်အဲ့ဒီမှာမှောင်နေဆိုလို့ရှိရင်လေအဲ့ဒီ Terminal Vision နဲ့ကြည့်လို့ရတယ် ညာဘက်အမောင်တုဆိုလို့ night vision ကြည့်လို့ရတယ်အပူလိုင်းရှာမယ်ဆိုလို့ရှိရင်အပူလိုင်းကြီးတာမင်နဲ့ကြည့်လို့ရတယ်အဲ့တော့မင်းတို့ရဲ့တိမှတ်တွေကိုအမှတ်ပုံတင်ရတာအဲ့လိုကြီးမခက်ခဲပါဘူးဟုတ်ပြီလားအဲ့တော့ကြာလို့ရှိလို့ရှိရင်ဘာဖြစ်လာမလဲဆိုလို့ရှိရင်မင်းတို့ကောင်တွေနေတရားနေရာမရှိဖြစ်လာတော့မယ်ဟုတ်ပြီလားမင်းတို့တိုက်နိုင်ဒီဘက်ကိုမင်းတိုက်နိုင်တိုက်နိုင်မတိုက်နိုင်မဲနဲ့မအောင်းနေလို့ရတော့မင်းတို့ golden eye ချွေမြလုံးနဲ့ကြည့်ပြီးမင်းတို့ရှာပြီးတော်တော့ဟုတ်ပြီလား ေးငါတို့ကတော့ကွာမင်းတို့ဒဇယ်မှာလှော်ရတဲ့ကိစ္စတော့ငါသိစိတ်ကောငါဘွားလှော်စီကျင်တာခိုးဘက်ကရခိုင်တွေကိုငါလှော်စီကျင်တာကွာအရင်ချစ်တာအကောင်တီကိုဒီကောင်တွေဘလို့နေတယ်တော့မသိဘူးကွာနော်ငါဒီဟွာရပြီတရားရပြီညောင်ကျိုးရပြီရှေးလဲပွားတာတော့ဒီဟုတ်တာလည်းမဟုတ်ဘူးဒီကွာညောင်ကျိုးရလို့ရှိလို့ရှိရင်မင်းဒီဘက်ကမင်းတက်မလို့ကပ္ပဆာတွေကိုမင်းအမြောင်းနဲ့ထုနေလောက်ပြီဗောကပ္ပဆာတွေကမင်းပြာဖြစ်နေဒီကောင်ကတော့အခုချိန်ထိပေါ့နော်လုံးဝကိုမြင်ပြအချိန်တွေမသိရှိသေးပါနဲ့သူပတ်သက်ထဲကနေပြန်မှတွေ့ကြရပေါ့ပန်းလေးဆက်ပြောဆိုနေတာဖြစ်တယ် သူပြောတဲ့ပုံစံရတော့နောက်ဆုံးပေါ်နေပညာတွေနဲ့တော်နိုင်တက်ဖို့ဝင်တဲ့အထူးသဖြင့် AA နဲ့ရခိုင်လူမျိုးတွေပေါ်မှာသူတို့ကနေပြီးတော့မှခုဆိုရင်ချိန်မုံမယ်ဆိုပြီးတော့မှချိန်ချောက်ပြောဆိုထားရတာဖြစ်ပေမဲ့တကယ်တမ်းကျတော့စစ်ကောင်စီကတော့မြေပြင်မှာခွေးပြေးဝေပြေးနဲ့လူလဲခံရတဲ့ဆိုတဲ့အကြောင်းလဲကျွန်တော်တို့အားလုံးသိထားတာပဲဖြစ်ပါတယ်။စစ်ခွေးပေါ်မှာ lobby တိုက်နေကြတော့သူတို့နောက်ဆုံးနေဝင်ချိန်မှတိုင်ခင်တော့အခုလိုမျိုးဆက်လက်ပြီးတော့မှပေါ့နော်။ဦးနေဆက်ဖြစ်ပြီးတော့မှမကြခင်မှာတော့သူတို့ရဲ့နေဝင်ချိန်ကိုသူတို့ကိုယ်တိုင်ခန်းဆားရမယ်ဆိုတဲ့အကြောင်းဒီနေ့ကနေထပ်ပြီးတော့မှတတိပေးပြောလို့ပါတယ်။ ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ပူတူမအနေနဲ့ပြီးတော့မှဘင်္ဂလားဒေ့ရှ်နဲ့အမေရိကန်တို့ကနေပြီးတော့မှ ANSCNF ကိုအခွင့်အရေးထောက်ပံ့မှုတွေပေးထားမယ်ဆိုပြီးတော့မှတရင်တွေပေါ်လာလို့တော်တော်လေးကိုကြေကွက်နေတာပဲဖြစ်ပါတယ်။သူဘယ်လိုမျိုးပြောထားမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။တက်တော်များနဲ့ကောဆက်စင်ကြီးဆိုရယ် NUG တွေကိုကျွန်မမေးတယ်ပရက်တွေကိုမေးတယ်ခမားတို့ဘာရလိုက်တယ်လဲခမားတို့ပလောင်ချင်းလဲလေးစီကဘာရလိုက်တယ်လဲ KNU ရှိမှကျွန်ခန့်နေတဲ့ KNU နဲ့ PDF ကိုကျွန်မမေးတယ်ခမားတို့ဘာရလိုက်တယ်လဲချင်းရှိမှ CN နဲ့ CN ရှိမှချင်းဘာသာခုရှိမှကျွန်ခန့်နေတဲ့ ကိအန်ဥချင်းတဲ့ PDF တွေကိုကျွန်မမေးတယ်ခင်ဗျားတို့ပါရလိုက်တယ်လေစစ်ကြောင်တင်စစ်ကြောင်ကြည့်ပြီးတော့ကျမတို့မြန်မာနိုင်ငံကြီး D state ဖြစ်သွားတာပဲဖတ်တယ်လေနောက်ဆုံးမှာမြန်မာနိုင်ငံ F state ဖြစ်သွားတာပဲရလိုက်တယ်အကျိုးမြတ်နေတဲ့မြန်မာနိုင်ငံ D state ဖြစ်သွားတယ်မြန်မာနိုင်ငံ F state ဖြစ်သွားတယ်မြန်မာပြည်သူလူထုတွေစင်ရဲမွေးတည်တဲ့နော်နဲမှာနှစ်တဲ့နှစ်သွားတာပဲဖတ်တယ်လေဒါကြောင့်မို့ခင်ဗျားတို့ရဲ့လုံရက်တွေကိုရက်တန်းကရက်ရမယ်လို့ကျမသတိပေးခဲ့တယ်စစ်ရဲနိုင်ငံကြီးတုံးတက်တယ်ဆိုတော့အဲ့လိုတုံးတက်ရတယ် နော်ဆိုတော့ကလည်းရှိမှာဘင်္ဂလားဒေ့အကူအညီနဲ့မိခင်ကျွန်တော်နောက်ကနေဘင်္ဂလားဒေ့စစ်တပ်ကအေးဘက်ကလာပြီးထောက်ပံ့မယ်ဆိုတော့အဲ့ဒီလိုဒီအဲ့ဒီလိုမျိုးဝါဒဖြန့်နေတဲ့လူတွေကိုကျွန်မကကျေးဇူးတင်တယ်ခင်ဗျားတို့များများဝါဒဖြန့်ပါလို့တော့ကျွန်မကတိုက်တွန်းချင်သေးတယ်အဲ့ဒီလိုဝါဒဖြန့်လေကျွန်မတို့ကသဘောချလိုက်ပါပဲနော်ဆိုတော့ကဒီလောက်ဆိုလို့ရှိရင်တချို့အကြောင်းအရာတွေကပြောလို့ထုတ်ပြောလို့အာကြိုတင်ပြီးထုတ်ပြောလို့မရတဲ့အတွက်ကျွန်မမျိုးတွေနားလေသဘောပေါက်နိုင်မယ်လို့ကျွန်မထင်ပါတယ်နောက်ခုကတော့ဟာကျွန်မတို့စမှုတန်းနေပေါ့နော် စစ်မှုထမ်းတွေတော့ခိုးတဲ့ကိစ္စစစ်မှုထမ်းတော့ခိုးမှုတတင်းတွေတော်တော်များများကြရတယ်တချို့နေရာတွေမှာဆိုလို့ရှိရင်အာတယောက်နှစ်ယောက်လည်းမဟုတ်ဖက်နဲ့အခွဲလိုက်တော့ခိုးမှုတွေကြရတယ်ကျမတို့ဘက်ကတော့တော့ခိုးတယ်ပေါ့ကိုဘက်ရက်ကောက်ကပြောနေဆိုရင်တော့တို့ရှိမှလက်နဲ့ချပြီးအလင်းဝင်နေဆိုတာမျိုးတွေပေါ့နော်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းပဲအာလူတို့ကြားထဲမှာပြန့်နှံ့မှုတွေပြောဆိုမှုတွေများတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ကျမကအခြေအနေမှန်ကိုပြောမယ်ကျမကအရှိကိုရှိတာအမှန်ကိုအမှန်တိုင်းပြောမယ်ခင်ဗျားတို့ကအရှိကိုရှိတာအမှန်ကိုအမှန်တိုင်းလက်ခံရတဲ့တက်တွေရှိမှဒီဗီဒီယိုခိုင်းအောင်ဆုံးအောင်လိုက်ကြည့်ပါ စောင်းနာထားမှာဆက်မူထန်းလေးတချို့ကြတော့မိမိဆန္ဒရဆက်မူထန်းတာရှိတယ်တချို့ကကြောက်လို့ဆက်မူထန်းတာရှိတယ်တချို့ကတော့ဘူးမသိဘာမသိဘဲနဲ့ပေါ်တာဆွဲခံရလို့စစ်တဲ့ရောက်ပြီးဆက်မူထန်းရတဲ့လူတွေရှိတယ်ဒါကြောင့်မလို့လူအမျိုးမျိုးစိတ်အထွေထွေခံယူချက်မျိုးစုံရှိတဲ့အတွက်တကယ်တမ်းတာဝန်ထမ်းဆောင်တဲ့အခါမှာတပုံထမ်းမှာတော့ကိုသွားတဲ့လူတွေရှိတယ်ဘူးသူမှာတော့ဒီဘင်္ဂလားဒေ့ရှ်နဲ့ပေါ့နော်အမေရိကန်နဲ့ပြီးတော့မကူညီထောက်ပံ့မယ်ဆိုပြီးတော့မှတရင်တွေထုတ်ပေါ်လာတော့ကျွန်တော်တို့တော်လိုင်းရေးပြီးတော့ဒါတွေကိုသူကနေပြီးတော့မှစင်ဟောပြောဆိုထားတာပဲဖြစ်ပါတယ်အခုချိန်မှာကျွန်တော်တို့ ပြီးသူတွေနဲ့တွန်လိုက်တဖို့ဝင်နေစီစီလုံးလုံးနဲ့တဲ့ပွဲတွေဖော်ဆောင်ပြီးတော့မှအောင်ပွဲတွေရရှိနေတဲ့ချိန်မှာဒီကောင်တွေကတော့တော်တော်လေးကိုအုံလို့ချွတ်ချနေတာပြမမြောက်လိုက်ရဆိုရင်လည်းတီရုရှားကိုပြေးမှပြေးတော့မှပါနော်လင်းနေတွေပြီးတော့မှအကူအညီထောက်ပံ့မှုတွေကိုတောင်းဆိုနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နဲ့ဘယ်လိုမျိုးစီးခင်းချင်းတွေလာမလဲဆိုတာတော့မသိပေမဲ့ဒီနေ့ကောင်မှာပဲပြီးသူတွေအားလုံးနဲ့တော်လိုက်တဖို့ဝင်တွေအားလုံးစုစည်းပြီးတော့မှမြောက်လိုက်ရှိတဲ့နေပြီးတော့ထိတိတ်မဲ့ဆိုပြီးတော့မှကျုံဝါထားကြတာမလို့အဲ့ဒီအစီအစဉ်အနေထားတရားဆိုရင်တော့ကျွန်တော်တို့မကြခင်မှာတော့ဖြစ်လာဖို့ရှိတာဖြစ်ပါတယ် ကျွန်တော်တို့ခုချိန်မှာလည်းတော်လိုင်းရောင်ပွဲတွေနဲ့နေ့စဉ်နဲ့မြတ်ကြားနေရတာမလို့မိဘပြည်သူတွေကလည်းပြတော့မှစင်မပြားမရောပဲနဲ့ကိုရရနေနဲ့ကိုညီထောက်ပံ့ပေးကြပါလို့ပြောရတဲ့ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလို့ထူးခြေစူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာချင်တဲ့ပြည့်စုံပြတော့မှတရားရေး channel ညာ channel ပိုင်းဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်